မြူကြတဲ့တည်တံပြန်လွင်လို့နေကူပြောင်းစားတကူလီမာတယောက်လက်မိုးလန်းကပြန်ပတ်ကြစေဘရောက်ဖူလီရီပန်စင်ထားသူရဲ့တိတ်ဆွေးနှုတ်မှုမဂဇင်းပိတ်တဲ့ကြီးမင်္ဂလာပါ။ညီကြီးကတော့ဒီနေ့မှာတော့တကြံပိတ်ရမှာမိသားစုတွေတငယ်ချင်းတွေနဲ့လှုပ်ရှားလို့ရမယ်မြမယူရမှုနှမျိုးဖြစ်တဲ့မုံပေါင်းလေးကိုလှုပ်ပြတော့မှာဖြစ်ပါတယ်။ နေကြီးတို့အညာလေးသားမှာဆိုရင်မုံမောင်းကိုလှုပ်ရှားတဲ့အခါမှာနတော်ပဲလေးနဲ့လှုပ်ရှားတာမျိုးလည်းရှိတယ်။ထညံလေးကိုအစာသွတ်ပြီးတော့လှုပ်ရှားတာမျိုးလည်းရှိပါတယ်။ဒီနေ့တော့နေကြီးကအုံးသီးနဲ့ထညံလေးကိုယူထုတ်ပြီးတော့လှုပ်ပြပေးမှာဖြစ်ပါတယ်။နောက်ပြီးတော့ငငယ်တို့ကအကြောင်းကိုပြောပြောရရင်လေအဲမုံမောင်းကိုအောက်ကနေပြီးတော့ညောင်ရလေးခံပြီးတော့စားတဲ့အရာသားလေးတော်တော်ကိုစားကောင်းပါတယ်။ဒီမှာတော့ငပြောဘက်နဲ့လှုပ်ရှားကြတာများပါတယ်နော်။ကဲဒီလိုဆိုရင်တော့စပြီးတော့မုံမောင်းလေးစားလှုပ်ကြရအောင်။ ထညာလေးတွေကိုတော့ပပလေးတွေလီးပေးပါမယ်နော်ဒီလိုဓာလေးနဲ့မလီးချင်ဘူးဆိုရင်လည်းငရုတ်စုံထဲမှာထည့်ပြီးတော့ထောင်းလို့ရပါတယ်နော်အိုးလေးကို အပူပေးလိုက်ပါဦးမယ်နော်ရေလေးကိုထည့်ပြီးတော့တည်ပါမယ်အုံးယိုကြိုတဲ့အခါမှာနီးရမျိုးမျိုးရှိပါတယ်မိမိကြိုက်နေတဲ့သလိုကြိုလို့ရပါတယ် ထညက်နဲ့ကြိုတိုင်းရှိတယ်လို့တကြားနဲ့ကြိုတာမျိုးလည်းရှိပါတယ်အချူမကြိုက်ရင်တော့ထညက်တို့တကြားတို့ short ထဲပါနေကြီးကတော့အညာသူဆိုတော့ထညက်များများနဲ့ကြိုတိုင်းကြိုက်ပါတယ်ဒါကြောင့်မို့လို့ထညက်များများထည့်ပါမယ်ရင်နွေးလေးလဲစူလာပြီဆိုတော့စပြီးတော့ကြိုပါမယ်ခုနကလှိထားတဲ့ထညက်လေးတွေထည့်ပါမယ်ထညက်လေးတွေကို အရင်ကြည့်အောင် ရောင်းမလေးနဲ့မှွေပေးပါမယ်အခုဆိုရင်တော့ထညက်လေးတွေလည်းတော်တော်ကြည်သွားပြီဆိုတော့ အုံသီးလေးစားပြီးတော့ထည့်ပါမယ်။အုံသီးလေးချစ်ထားလေးထည့်ပါမယ်။အုံသီးကိုလေဈေးကနေဝယ်တဲ့ဟာတွေကလေဆက်နဲ့ချစ်တဲ့ခါရောက်တော့အမုံလေးတွေဖြစ်နေတယ်။ညီကြီးကတော့အဲ့လိုမျိုးမကြိုက်ဘူး။ကောက်ကိုအုံသီးအလုံးလိုက်ဝယ်ပြီးတော့အိမ်မှာလက်နဲ့ချစ်တဲ့ချစ်တာလေးကိုပိုးကြိုက်တယ်။ဘာလို့လဲဆိုတော့ဈေးတဲ့ကဝယ်တဲ့ဟာလေးကအမုံလေးတွေဆိုတော့စားရတာအုံသီးဘက်ကိုမဝါမိဘူး။ကောက်ကိုလက်နဲ့ချစ်တာကအဖက်လေးကြီးတဲ့ခါရောက်တော့စားရတာလေအရင်စားကောင်းမယ်။ဒီရတာလေးနည်းနည်းကြီးကြည့်မယ်နော်။ အရသာတော့ share ပဲချိုးပြီးတော့ e-sign နေရမယ်ညီကြီးအကြိုက်ပဲအုံသီးနဲ့နဲ့ထင်းချင်းနဲ့လေးရမွေးလာပြီဆိုတော့မီးလေးပိတ်ပြီးတော့ခဏအေးခံလိုက်ပါဦးမယ်မုံမောင်းလို့မှုဆိုရင်တော့စံသိမ့်မုံလေးလိုပါမယ်ညီကြီးကတော့ဒီမွေးတဲ့စိတ် share စံသိမ့်မုံလေးကိုအသုံးပြုပြီးတော့လုပ်ပြမှာဖြစ်ပါတယ်ဒီတစ်ထုပ်လုံးမှာတော့400 gram ပါပါတယ်ညီကြီးကတော့ဒီ400 gram တစ်ထုပ်လုံးကိုအသုံးပြုပြီးလုပ်ပြမှာဖြစ်ပါတယ်ကဲဒီလိုဆိုရင်တော့စံသိမ့်မုံလေးကိုစပြီးတော့လှော်ပါမယ် ဆမ်မုံလေးတွေကိုမီးပြင်းပြင်းလေးနဲ့ရှင်းမင်းခန့်လောက်ပေးပါမယ်เนาะဒီနေရာမှာလေးတစ်ခုတတိထားရမှာဆမ်မုံလေးတွေတူးသွားအောင်ကတ်သွားမရှိအောင်တတိထားရပါမယ်တကယ်လို့ကတ်သွားတာတူးသွားတာဆိုလို့ရှိရင်မုံပေါင်းမှာအနံ့တက်မကောင်းတော့ပါဘူးဆန်သိမ့်မုံကိုလော်တဲ့အခါမှာမီးပြင်းပြင်းလေးနဲ့စိတ်ရှိရှိလေးနဲ့လောက်ပေးရပါမယ်เนาะဆန်သိမ့်နဲ့လည်းပျောက်သွားပြီး80ရာခိုင်နှုန်းလောက်ကြက်တီအထိလောက်ပေးရပါမယ်เนาะဒါမှရာမုံမောင်းပေါင်းတဲ့အခါမှာနူးညံ့တဲ့ပုံသားလေးရရှိမှဖြစ်ပါတယ် อืมအစိမ်းနံလေးလည်းပျောက်သွားပြီအနံလေးလည်းမွေးလာပြီဆိုတော့ဒီလောက်ဆိုရင်တော့ရပါပြီလုံးဝအေးသွားသည့်အထိအေးခံပါမယ်မောင်ပဲစုတ်ဆုတ်တဲ့လိုမျိုးအခုလိုမျိုးလေးစုတ်ကြည့်လိုက်တဲ့အခါမှာဟိုဆုတ်ထုတ်ထုတ်ကလေးမနေဘဲနဲ့ကွဲထွက်သွားတာမျိုးဆိုလို့ချင်းတော့မရသေးပါဘူးရေလေးအနေငယ်ထည့်ပြီးတော့ထက်နေပေးရပါမယ်စုတ်ကြည့်လိုက်လို့ဒီလောက်အနေထားရောက်ရင်တော့ရပါပြီ မုံမောင်းလို့ဖို့အတွက်အနေထားတစ်ခုရအောင်ဆိုရင်တော့ခုနကရေနဲ့နေထားတဲ့မုံသားလေးတွေကိုစကားချပေးရပါမယ်။အခုလိုစကားချပေးရတာကမုံမောင်းရဲ့မုံသားလေးတွေကနူးညံ့ပြီးတော့စားလို့ကောင်းသွားရပေါ့နော်။တကယ်လို့အချိန်ပေးနိုင်ရင်တော့စကားကိုနှစ်ခါလောက်ချတာတော့ပို့ပြီးတော့ကောင်းပါတယ်။ ကဲဒါဆိုရင်တော့မုံမောင်းပေါမှုအတွက်နူးညံ့တဲ့မုံသားလေးရပါပြီ။ညီကြီးကတော့အိမ်မှာပဲလှုပ်ရှားတာဆိုတော့ဒီလိုပေါင်းအိုးလေးနဲ့ပဲအလွယ်တကူပေါင်းပါမယ်။ပြီးရင်တော့ပေါင်းအိုးရဲ့အဖုံးလေးကိုဒီလိုခြိသားအဝေးလေးနဲ့ပတ်ပြီးထားပါမယ်။အခုဆိုရင်တော့ပေါင်းအိုးလေးကိုယူနီစုအောင်တည်ထားလိုက်ပါမယ်။မုံမောင်းပေါင်းမှုဆိုရင်တော့ဒီလိုမျိုးပုံစံကွက်လေးတစ်ခွက်လိုပါမယ်။ပုံစံကွက်ကအရန်ထူနေရင်လဲမုံမောင်းပေါင်းတဲ့အခါမှာအချိန်ကြာပါတယ်။ပိုင်းရင်တော့ပူကောင်းပါတယ်။ဆက်ပြီးတော့ ခုနကမုံလေးတွေမုံသားလေးတွေထည့်ပါမယ်။မုံသားမျက်နှာပြင်လေးတွေကိုညီအောင်ဇွန်ဖင်လေးနဲ့ညှိပေးပါမယ်။အုံးသီးနဲ့ထညက်ယူထိုးထားတဲ့အုံးယူလေးပါထည့်ပါမယ်။အချူကြိုက်ရင်တော့မြများထည့်ပေါ့နော်။ပြီးရင်တော့အပေါ်ကနေပြီးတော့မုံပေါင်းလေးတွေထည့်ထည့်ပါမယ်။မျက်နှာပြင်လေးတွေကိုညီနေအောင်မို့လို့တူလေးနဲ့ညှိပေးပါမယ်။ဒီလိုဆိုရင်တော့မုံပေါင်းပေါင်းမှုအဆင်သေးဖြစ်ပါပြီ။ပေါင်းထဲမှာတစ်ခွက်ချင်းစီစီလေးထားပါမယ်။ အဖုံးလေးအုပ်ထားပြီးတော့မိနစ်20လောက်ထားပေးုံနဲ့အရသာရှိတဲ့မုံပေါင်းလေးရမှာဖြစ်ပါတယ်။မုံပေါင်းလေးကြက်မကြက်ကိုတော့အဲမုံသားလေးတွေမှာပက်ကြားအပ်နေတယ်လို့မျိုးလေးဖြစ်လာတယ်။ဒါမှမဟုတ်ရင်လည်းတူလေးနဲ့ပေါ့စမ်းကြည့်လိုက်တဲ့အခါမှာမုံသားလေးတွေကအပေါ်မှာကြွက်တက်လာတာမျိုးမဟုတ်မရှိတော့ဘူးဆိုလို့ချင်းတော့မုံသားလေးကရပြီပေါ့နော်။အခုဆိုရင်တော့မုံသားလေးကရနေပြီဆိုတော့စပြီးတော့တခုချင်းစီကိုအပြင်မှာထုတ်ပါမယ်။

Tschüss. နေဒီအခုမုံလေးလှုပ်တဲ့အခါမှာအုံယိုလေးကိုထည့်လိုက်တာလေးရလေးအုံယိုကနည်းနည်းနဲသွားတယ်အုံယိုလေးများလို့ချင်ပို့ပြီးတော့လဲစားလို့ကောင်းမယ်ပို့ပြီးတော့လဲချိုမယ်ပေါ့ပြီးရင်မုံလေးကလည်းပို့ပြီးတော့လှမယ်ပေါ့နော်အုံယိုကနေပြီးတော့အပေါ်ကပုတ်ထွက်လာတဲ့ဖြူထဲမှာအညိုရောင်လေးထွက်လာလေးကအရင်ကလာပါလေနောက်ခါလှုပ်စားရင်ကတော့အုံယိုလေးကိုများလေးထည့်ပြီးတော့လှုပ်စားကြပါနော်အခုနေဒီလှုပ်ပြတဲ့လိုမျိုးမုံမောင်းလေးကိုလှုပ်စားမယ်ဆိုရင်တော့အရင်ကအရသာရှိပြီးစားလို့ကောင်းတဲ့မုံမောင်းလေးရမှာပဲဖြစ်ပါတယ်ပြိတဲ့ကြီးလည်းလှုပ်စားပြီးနေကြီးကိုပြင်ပြောပေးပါအောင်နော် တတရွှဲလို့ဆိုတဲ့တဲ့စိန်အောင်လုံးလေးနှွေးကြမမျိုးတဲ့တင်ကြံပွဲမှာတန်တာတာအင်းညိညိလေးပြီမှာရင်းတွေကစူပြေတဲ့ brow တို့ဝင်ချိန်မဲခင်မင်းစားပင်စီလို့ဂျူနေမဲ